မင်္ဂလာပါဒီနေ့ကတော့ဒါဆရာမဒေါက်တာကေသရီကျော်တို့ရဲ့ကက်သရင်ဘျူတီကိုရောက်နေတာဖြစ်ပါတယ်အဲကျွန်တော်ခီးကမန်နလီခီးကပြန်လာတော့ခီးဆိုတော့နည်းနည်းလေးအသားအရင်နည်းနည်းညစ်တာပေါ့နော်အဲကက်သရင်ဘျူတီလည်းမရောက်တာကြတော့ကျွန်တော်တို့ဒါဒီနေ့ကက်သရင်ဘျူတီမှာမျက်နှာလာလောက်တာဖြစ်ပါတယ်ဆရာမင်္ဂလာပါမင်္ဂလာပါညီမကျမမင်္ဂလာပါမတွေ့တာကြာပြီဆရာကအင်္ဂလာပါဆရာမဟုတ်ကဲ့ခင်ဗျာ အဲ့တော့ကျွန်တော်ဒီတစ်ခေါက်တော့ manually key ထွက်ထားတော့လीဆရာမမျက်နှာလေးကနည်းနည်းညက်တာဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ခင်ဗျဆရာတော့ခါလေးလို့ပဲလားခါလေးလေးလို့တော့အော်ဟုတ်ကဲ့ဆရာမအဲကျွန်တော်တို့ဒီတစ်ခေါက်တော့ဟိုပါဘောတော့ဆရာမမျက်နှာလေးမျက်နှာလေးကျွန်တော်တို့လှုပ်ဖို့စဉ်းစားတယ်ပြီးတော့ဘိုက်ကလေးကလည်းနည်းနည်းပူလာတော့လीဆရာမဟုတ်ကဲ့ဟုတ်ဟုတ်တယ်ဆရာမမနေ့ချက်မနေ့ချက်ထားဘာဒီလှုပ်ရမလဲဆရာမခါလေးလို့ပဲဆရာ ပုံမှန်အားဖြင့်တော့ဆရာလုံနေကြတယ်ဒီကိုရီးယားအိုဒူဒန်ပေါ့အိုဒူဒန်ကတော့ဆဲအစ်စ်တွေကိုအောက်ဆီဂျင်ပြန်ပေးပြီးတော့ဆရာမျက်နှာလေးကိုဘေဘီစကင်လို့ပြန်ကြည့်စေတဲ့ဟာလေးပေါ့ဆရာရဲ့ favorite ပေါ့အဲ့လေးကဆရာမဖြစ်မနေလောက်အောင်ပါပဲအဲ့ကတော့ဆရာခိုင်းလို့ပဲအပူလိုင်းလေးနဲ့အစီချမယ်ပေါ့ပုံမှန်အားဖြင့်သူကတော့တပတ်တစ်ခါလုပ်ပြီးတော့ကောင်းတာပေါ့နော်ဆရာကတော့အမြဲမလာနိုင်တော့လုံနိုင်တဲ့အချိန်လေးပေါ့ဆရာကလည်းတကယ်ကျတော့ဆေးထိုးဖို့တိုက်တွန်းနေဆရာကခုဒီအကြောင်နေရပေါ့အဲ့တော့ဆက်ကလေးနဲ့ပဲအဲဘိုက်လေးကိုအစီချမယ်ပေါ့ဟုတ်ဆရာစမ်းနေပဲရသေးစိတ် ဆောဒီ O2 ကလေဆီယမောက်တို့စီမှာပဲရှိတာเนาะဒီ O2 ကလေသူကခန်းစားမှုကလည်းကောင်းတယ်เนาะဆီယမောက်ဟုတ်နောက်တစ်ခုကတော့ဆီယမောက်ဟောအခုပွဲတစ်ခုစီစဉ်နေလေကြားတယ်ဆီယမောက်ဘာပွဲလဲဆီယမောက်အဲ့ဒါလေးလေးသိကြတယ်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့အဓိကပွဲရတော့ဘောเนาะဒီ Bloom Together ပေါ့ woman to woman inspiration ဆိုတဲ့ပုံမျိုးနဲ့အမျိုးသမီးတွေကိုအခွန်အားပေးတဲ့ပွဲမျိုးလေးပေါ့နော်အဓိကအမျိုးသမီးအချင်းချင်းအကြောင်းကြတွေ့ဆုံကြမယ်နော် speaker တွေနဲ့လည်းတွေ့မယ်အချင်းချင်းခွန်အားတွေရစီမယ်ပွဲလေးပေါ့ဆရာအဲအဲ့ပွဲလေးမှာတော့ဒေါက်တာစိတ်ပါမယ်နော်ဒေါက်တာ Catherine နောက်တစ်ချက်ဣမွန်ခိုင်ပေါ့နော်အဲဆရာမသုံးကအဓိက speak လုပ်မယ် moderator ဆရာစင်မျိုးပိုင်ပေါ့အဲ့နည်းနည်းကြုံလို့ဆရာကိုဆရာအဲ့နည်းအားရင်နိုဝင်ဘာ30လေး guest speaker အနေနဲ့နည်းနည်းအမျိုးသမီးတွေကိုခွသိခွန်အားလေးပေးပါအောင်ဆရာဒါမှာပေါ့ဆရာမဟုတ် ဆီယမလုတ်ရေးလာမှာပဲပြီးတော့ကက်ထရင်းကလုတ်တာဘူးเนาะကျွန်တော်တို့ဆိုတော့အဲပြီးတော့လေလိုင်းတော့နည်းနည်းတော့ပြောရမှာရမှာလေเนาะကျွန်တော်တို့ဆိုတော့အဲလာခဲ့မယ်လေးဆီယမအဲ့တော့ပရိသတ်တွေလည်းလာကျင်တဲ့သူတွေရှိတယ်ဆိုဆီယမဖိတ်ပြပါဦးပြီးတော့နေရာတွေအချိန်တွေပေါ့ဆီယမရဲ့ဒီကတော့ November 30ဒီ Chatrian Hotel မှာပေါ့เนาะနေ့လယ်တနားရက်နေ့4နာရီအခမဲ့ free entrance ဖြစ်ပါတယ်ဒါပေမဲ့ registration တော့ကြိုလို့ဖို့လိုတယ်အဲ့ဒါလေးက Catherine Beauty page တွေ Catherine တို့ page တွေမှာဒီ info အသေးစိတ်လေးတင်ထားပါတယ်လို့ဆရာဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့လည်းအဲ့ link လေးထားလာပြပါမယ် registration လုပ်ဖို့ link လေးဟုတ်ကဲ့ ်ဆရာရောသင်တန်းတွေဘာတွေလုပ်နေပြောပါအောင်ဆရာနည်းနည်းဟုတ်ကဲ့ခင်ဗျာကျွန်တော်ကတော့အခုကတော့ငါးဘက်တစ်ခါပေါ့သင်တန်းဖွင့်တော့အခု12လပိုင်းမှာကျွန်တော်ဖွင့်မယ့်သင်တန်းကတော့အောင်မြင်မှုပညာသင်တန်းဆရာမတော်တော့ success in life ပေါ့အဲကျွန်တော်တို့ကချမ်းသာခြင်းချမ်းသာမှုပညာကိုသင်ရတာပေါ့ဆရာမရဲ့ပျော်ရွှင်ခြင်းလူတွေကပျော်ပဲပျော်ရွှင်နေတာပျော်ရွှင်မှုပညာကိုသင်ရအောင်မြင်ခြင်းလည်းအောင်မြင်မှုပညာကိုသင်ရတာ ် online ကတော့ကျွန်တော်တို့က12လပိုင်း2ရက်နေထုံးစံတိုင်းတလတက်အပြင်လူတွေကတော့12လပိုင်း6ရက်နေနဲ့9ရက်နေမှာထုံးစံတိုင်းတော်ဝင်စင်တာမှာရှိတယ်ကျွန်တော် ambulance တန်းချောင်းမှာ2ရက်တက်မှာဆီမှာဆိုတော့အောင်မြင်မှုအကြောင်းနဲ့ဂျုံလုံးပေါ့ဆီမှာလည်းပရိသတ်တွေများစွာရှိတယ်ပြီးတော့ဆီမှာ네ပယ်တီးတီးမှာအောင်မြင်တယ်ဥပမာဆိုဆီမှာ business မှာလည်းဆီမှာအောင်မြင်တဲ့သူတယောက်ဖြစ်တယ်အဲကျွန်တော်တို့စေပညာမှာဆိုရင်လည်းဒါเนาะဆရာမတို့ပညာမှာဆိုဆရာမဆရာဝင်တယောက်ဖြစ်တယ်။နောက်ဆရာမစာရေးဆရာလည်းဖြစ်တယ်။เนาะကျွန်တော်တို့စာအုပ်တွေလည်းဘယ်နှုတ်ရှိပြီလဲဆရာမ။အဲဆရာ ်တော့ဟုတ်တယ်ဆ iam မနော်အလုပ်တွေများလို့ကျွန်တော်ဟိုတစ်ခေါက်တည်းကပြောတယ်ဆ iam မစာစာပြိသက်တွေကစောင့်နေပြီဟုတ်ညာ ညအလုတ်ကဟိုဆီယမအခု Catherine Beauty ရလဲပဲเนาะ brand တခုတီထောင်ရတာလည်းမလွယ်ဘူးလေเนาะဆီယမခေါင်းကအများရန်စားနေရတယ်เนาะဆီယမဆိုတော့ KB ဆိုတဲ့ brand ကိုလည်းဆီယမတီထောင်ထားတဲ့အပြင်အခုလိုမျိုးဆီယမ Catherine Beauty နဲ့ပတ်သက်ပြီးတော့မှဆီယမအလှပရေးတာဒီစိတ်ကနေလည်းဖွင့်ထားတော့ ਨੇ ပယ်တီးတီးမှာဆီယမကိုဘွားကိုအောင်မြင်အောင်ဘယ်လို handle လုပ်လဲပေါ့เนาะဆီယမရဲ့ပြိသက်တွေ fan တွေလည်းပါတဲ့အတွက်ဒါလေးကိုဆီယမမျှဝေပေးပါဦးခင်ဗျာဆရာအဓိကတော့လူတယောက်ကဒီ target တခုတော့ကိုဘွားမှာရှိရတာပေါ့เนาะ ဒါဒီကက်သရင်းတို့ဆိုလဲဆရာဘယ်နေရာရောက်ရောက်ဒီနေ့2025ဆိုမယ်ငါနောက်ဘလောက်နေရင်ဘာဖြစ်ချင်နေဆိုရည်မဲချက်ကအမြင်နဲ့ရှိရတယ်။ရှိတော့တော်တော်များများကတော့အဝေးယူစဉ်းစားပြီးတော့ငါမဖြစ်တော့ပါဘူးဆိုတဲ့ပုံစံမျိုးနဲ့သွားကြရပေါ့နော်။ပွဲလင်းပြောရင်ဆရာရဲ့နောက်9နှစ်ဆိုတာထက်နောက်တစ်နှစ်ကိုပဲအရင်ဆုံးဖြစ်အောင်လုပ်ပြီးလီကာတိလေးတပွဲတက်ထိုင်ပို့ပြီးတော့နီးစက်တာပေါ့။ပြီးကိုယ်မှာစိတ်ဆန္ဒရှိရဲဆိုအဲ့စိတ်ဆန္ဒဘလို့ပေါ်ဆောင်ရမလဲဆိုတော့အဖြေရှားမှာပေါ့ဆရာ။ဝိုင်းပေါ့ဥပမာဟိုစာအုပ်ထုတ်ချင်နေဆိုလဲဆရာရဲ့ပွင့်လင်းပြောကိုစာအုပ်မထုတ်တတ်ဘူး။ အဲ့ဆရာတို့ဆရာစင်ဖြူပိုင်တို့ဘလို့စာအုပ်ထုတ်လဲဒါကိုကဆရာတွေကိုရှီရလေ့လာသင်ယူရတယ်အဲ့ခါမှာဆရာမကြီးကျွန်တော်တို့ကဘလို့ထုတ်လိုက်ပါလဲဆိုကိုအဲ့နီလန်အတိုင်းလိုက်လို့ဆရာဖြစ်ကိုဖြစ်တယ်အဲ့တော့ကိုယ်နံပါတ်1ကတော့ဒီကိုအောင်မြင်ခြင်းနဲ့ level တစ်ခုမှာ scale နဲ့ knowledge ကတော့ကိုယ့်ရဲ့အခြေခံရှိရတာပေါ့နော်ပြီးရင်နံပါတ်3က action ပေါ့ဆရာ action မပိုင်တော့ဘာမှမဖြစ်ဘူးပေါ့အဲ့တော့တခါတည်ရင်ကျရင်တော်တော်များများပေါ့နော်ဟာအလုပ်တွေအများကြီးဘယ်လိုလုပ်လဲအလုပ်တွေအများကြီးဘယ်လိုလုပ်လဲဆရာအဲ့ဒီနောက်ွယ်မှာကျတော့ခုနပြောသူ24နာရီအခြေအုပ်အကျိုးရှိဆုံးအသုံးချသွားရင်တော့ ဟိုဒီကိုလိုချင်တဲ့ညီမချက်တွေရောက်သွားပဲကိုရင်လင်ပြောရဆရာရဲ့အေးရေဝတ်အဲတချို့ကထင်နေပုံဟာအေးရေပြက်ခမ်းမယ်တရက်ကို၄နာရီပဲအေးရမယ်အ၃နာရီပဲကျန်တဲ့အချိန်အလုပ်ကျူးစားမယ်ဆရာအဲ့လိုမဟုတ်ဘူးလုံနေတဲ့အချိန်မှာဒီ effective ဖြစ်တဲ့ effective ဖြစ်ပြီးလုံတယ်ဆိုရင်တော့ပိုအောင်မြင်တာပေါ့ဆရာဟုတ်ဆိုလည်းဟုတ်တယ်မလားအဲတရက်ကို9နာရီ10နာရီတော့ကိုအေးရေဝတ်အိမ်မှာပဲအေးရေဝတ်အိမ်မှာ तू ကအုံတော့ idea အစ်တစ်ထွက်မယ်ပေါ့အဲ့ဒါဆိုလိုချင်တာက အောင်မြင်မှုအတွက်လူတွေအပင်ပန်းခံရတယ်ထင်ကြရပေါ့နော်။အောင်မြင်မှုအတွက်အပင်ပန်းခံဖို့ဆိုတာထက်ဒါကိုယ့်ရဲ့အဲ့ချိန်ကလွယ်တဲ့ကျန်တဲ့အချိန်တွေကိုအကျိုးရှိသူအသုံးချရဲဆိုရင်ဆရာပို့ပြီးတော့နီးစက်တယ်။ဟုတ်ပြောချင်တဲ့ message လေးရောဆရာဒါပါပဲဆရာကိုလိုချင်တဲ့ target လေးကိုဘယ်လိုလုပ်မလဲအဖြေရှာပြီးတော့ action လေးပေါင်းလိုက်အောင်ပါပဲဆရာ။ဟုတ်ကဲ့။အဲ့ကောင်းပါလေကျွန်တော်တို့အဓိကကတော့လူတော်တော်များများဖြစ်ချင်တာပဲတည်တယ်။အဲကျွန်တော်တို့ နီးလောင်းမရှာကြအောင်เนาะအဓိကတော့ understanding เนาะဆရာမတခုခုလုတ်ချင်ဆရာမကုနာပြောသလိုပဲနားလည်အောင်အရင်လုတ်ဖို့လိုတယ်ဆရာမကုနာစာအုပ်ထုတ်ချင်တယ်စာအုပ်ထုတ်တာနဲ့ပတ်သက်ပြီးဆရာမနားလည်အောင်လုပ်ရတယ်အခုအလှကုန်ထုတ်မယ်ဆိုလဲဆရာမနားလည်အောင်လုပ်တဲ့အချိန်အပူကြမှာတကယ်တကယ်อ่ะเนาะဆရာမနားလည်အောင်လုတ်တာကိုကြော်သွားပြီးတော့လေလူတွေကတန်းကြိုးစားနေတယ်เนาะဆရာမအဲ့ခါမှာရလက်တရရတဲ့တလောက်မရတော့ဒီဟာလေးထောက်ပြတာလေးကတိတ်ကောင်းပါတယ်ဟိုလူငယ်တွေအတွက်လည်းအများကြီးအကျိုးရှိပါတယ်ဆရာမအကျေးဇူးအများကြီးတင်ပါတယ်နောက် Catherine Beauty မှာရောလောလောဆယ် promotion တွေပါလိမ့်များရှိသေးလားဆရာမအဲ့ဒါလေးလည်းမျှဝေပေးပါဦး ်ဟုတ်ဒီလမှာတော့ဆရာဒီလူကြိုက်များတစ်နှစ်တစ်ချိန်မှာပြုလို့လေးရှယ် signature glue treatment လေးဘိုင်ဝမ်ကဝမ်ပေးထားတယ်အဲ့ treatment လေးကတကယ်ဆိုဆရာရဲ့တယောက်ကို9000ကိုတဦးလားတဦးလက်ဆောင်ဆိုတော့3000ကိုပဲကြာတော်တော်လေးတန်နေပေါ့နော်တဦးတည်းလာရင်လည်းဆိုတော့2ချိန်လုံးလို့ရတယ်ပြီးတော့တခြားဒီနာမည်ကြီးတဲ့ high food တို့ကိုရီးယား odu dan တို့ azelit တို့နောက်တစ်ခုကဒီ thread lip ပေါ့ကျိုးသေးထိုးတာလေး30%ရွှေ့ချပေးထားပါတယ်ဆရာဟုတ်ဆရာမကတော့ပြောသားဆိုလို့တဦးလားနဦးဒါပေမဲ့တယောက်တည်းလာတယ်ဆိုလည်း2ချိန်2ချိန်ပေးမယ်ပေါ့နော်ဆရာဟုတ်ကဲ့အဲ့ဒါလေးကတော့ဒါကိုယ့်ရဲ့ customer တောင်းဆိုချက်အရာ အပြုတ်လုတ်ပြီးထားပါကြာ။ဟုတ်ပါဘူး။ဥလာနှစ်ဦးရတယ်။ဒါပေမဲ့တယောက်တည်းလာမပေးကြဘူး။မပေးကြဘူး။ဟုတ်။အခုကတော့လုတ်ပြီးထားပါကြာ။ customer အဟောင်းတွေအတွက်ပေါ့လေ။ဟုတ်ကဲ့ဟုတ်။ကတ်တရင်ဘျူတီမှာလည်းကိုအလှအပကြီးအတွက်လာပြီးတော့လုပ်နိုင်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်ဆရာမရဲ့မျှဝေမှုကလည်းလူချင်းမင်းတို့အနေနဲ့အကျိုးရှိမယ်လို့အပြေအဝယုံကြည်ပါတယ်เนาะကျွန်တော်တို့ဒါကြောင့်အောင်မြင်မှုပညာကိုလေ့လာသင်ယူပြီးတော့သင်တန်းတက်ချင်တဲ့သူတွေလည်း online ကတော့ကျွန်တော်တို့က2ရက်နေစာမယ်ဒီဇင်ဘာ2ရက်နေအပြင်သင်တန်းကတော့6ရက်နဲ့9ရက်ပေါ့သူက2ရက်တက်ရမယ် online ကတော့တစ်လတက်ရမယ်နေ့စဉ် recorded video ကြီးကြည့်ရမယ် live လို့ခြောက်တော့ကျွန်တော် zoom ကတင်ပါဖြစ်ပါတယ်သင်တန်းကြောင့်အသေးစိတ်ကိုကျွန်တော် page မှာဝင်ကြည့်ကြည့်ပါအသေးစိတ်တင်ထားပါတယ်သင်တန်းတက်ချင်ရင်နာမည်ရဖုန်းနံပါတ်ရကို messenger မှာရေးထားပြီးကျွန်တော် team ကဆက်သွယ်ပေးမယ်အခုကြည့်တဲ့သူတိုင်း online ကပထမဆုံးအရောက်တရာအပြင်က30ကို 10% discount ကျွန်တော်ပေးထားပါတယ်။နိုင်ငံခြားသူတွေလည်းနိုင်ငံခြားမှာသင်တန်းတက်ချင်ပါလူရတာပဲပါလိုအပ်တဲ့ information တွေပြန်ပေးထားပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။အခုပဲကိုယ့်ရဲ့ဘဝကိုလှပအောင်မြင်အောင်ကိုယ့်ရဲ့စွမ်းဆောင်ရည်မြင်အောင်စူးစမ်းအထောက်လိုက်ကြပါစို့။ We must work together, we must build our nation.